ိုးတယ်ပါနော်ရမ်းဆိုးတယ်ဘလို့မှသုံးမလည်းမရဘူးအရန်စိတ်တော်ပေါ့နော်တကယ်မင်းမစမ်းမပါဘူးဆောင်းကြောက်ဒီနေရာမှာတုံ့နဲ့တရားနင်းနေချင်လို့လားအဖြေလုံးဝမပါဘူး तू ကလုံးဝကျွတ်တရားမရှိရဲ့ကောင်မစက်မိုက်နေမှာဆိုတော့တယောက်တော့ဖြစ်နေတယ် तू ကမရှင်လောင်းလာဝဲမရောင်းနိုင်ဘူး ခယူနာပူဖြစ်သွားပေါ့အဲသူချက်တော့ကလေးမကောင်းပါလားငမောင်လေးအဲသူစိုးပါစေသူခမရလဲဒါချက်တော့ကလေးကောင်းရှာမှာမဟုတ်အဲ့လိုမျိုးတွေးမိမှာပဲသိရမလားအမတို့အိမ်မှာဆိုလို့ရှိရင်လည်းဟိုနည်းနည်းအားနည်းတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့အချစ်ပို့ကြရလေဘယ်မိသားစုမှာဖြစ်ဖြစ်ကလေးတည်းမှာအမဒီ ပေါ့နေဝေးရဲ့အမမြတ်မြတ်တက်နေရပါရှင်ခက်ခဲတော့ဟိုရာဇာလေးလည်းကြိုလုပ်တယ်နောက်ကကြတော့ script reading လေးလည်းလုပ်တယ်ဇလန်းလေးကလည်းကြိုတိထားပြီးအကုန်လုံးပြင်ဆင်ပြီးတော့လုပ်တဲ့ဟာလေးဆိုတော့ရိုက်တဲ့အချိန်မှာတော့အခက်ခဲတော့မရှိပါဘူးဒါပေမဲ့ခုနပြောသလိုပေါ့ဟိုမမျောလင့်တာအမဆို allergy ဖြစ်သွားတဲ့အချိန်လေးလေးအဲ့လိုမျိုး shooting တည့်ရနားလိုက်ရအဲ့လိုမျိုးလေးတော့ရှိတာပေါ့လေကျန်တဲ့ဟာကတော့အများခက်ခက်ခက်ခဲဟိုဒီ shooting မှာဟိုဖြစ်သွားတာတော့မရှိပါဘူးရှင်ဟုတ်ဒီနေရာမှာတူးနဲ့တည့်ရနင်းနေချင်လို့လား တော့ဆိုးတယ်ဗျာနော်ရမ်းဆိုးတယ်ဘလို့မှသုံးမလို့မရဘူးဗျာရမ်းစိတ်တော်ပေါ့နော်တကယ်မင်းမဆုံးမှာမဆုံးဘူးချက်ချက်ကျွတ်တယ်ဒီမှာပါသွားတယ်နော် ကားထဲမှာဆိုဘူးချွတ်လို့မရဘူးမှချွတ်လို့မရဘူးသူကအဆုံးထိကိုတခုကောင်းတာတော့ဒီမင်းဟိုမင်းသားကြီးရိုက်ပြီးဆိုလို့ရှိရင်ဇလန်းတော်တော်များများအဖြီပေါ့နော်နောက်ဆုံးရရင်ကောင်းသွားတယ်ဆိုတော့ဒါပေမဲ့ဒီကားကျတော့ထူးခြားတာအဖြီလုံးဝမပါဘူးသူကလုံးဝချွတ်တရားမရှိရဲ့ကောင်မစက်မိုက်နေမှာဆိုတော့တယောက်တော့ဖြစ်နေတယ်သူကအဆုံးတော့ မောင်လေးဒါအမတရားပဲမြစ်ကြရင်ပါပဲတက္ကသိုလ်မှာထိတ်ချုပ်သွားတယ်တွေ့ရဆိုအပြင်မောင်ဒီအမတွေကအဲ့လိုမျိုးလေးတွေရောဒါမြစ်ကြတယ်မောင်တွေပေးပြီးတော့အဲ့လိုမျိုးလေးတွေဖြစ်နိုင်မှာပြောချင်းမိလာပေါ့อืมဖြစ်နိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဟိုမောင်မကလည်းတစ်ယောက်ပဲရှိရဲ့ ဆိုးတဲ့မောင်ခါကြလို့ရှိရင်ပိုချစ်ကြတယ်သူ့မှာဗာမြန်အားနေချက်ရှိဥမာသူ6ထောက်ဖြစ်သွားလို့လေကိုပို့ပြီးတော့သူ့ပုံမှန်ဟိုဟာပေါ့ဘယ်လိုပြောမလဲမေတ္တာပို့ပြီးတော့စိတ်မကောင်းဂယုနော်ဂယုနာပို့ဖြစ်သွားပေါ့အဲသူ6ထောက်ကလေးမကောင်းပါလားငါမောင်လေးအဲသူဆိုးပါစေသူခင်ဗျာလဲဒါ6ထောက်ကလေးကောင်းရှာမှာအဲ့လိုမျိုးတွေးမိမှာပဲသိရမလားအမတို့အိမ်မှာဆိုလို့ရှိရင်လေဟိုနည်းနည်းအားနေတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့အချစ်ပို့ကြရလေဘယ်မိသားစုမှာဖြစ်ဖြစ်အဲမောင်မဲဖြစ်ဖြစ်ညီမလေးပဲအမညီမလေးဆိုလဲမိရလေးမိရင်းညီမလေးတနာပါတယ်သူကဒါလေးကြတော့မလုပ်တော့ ့အဲ့ဒါကိုကျူဘယ်လိုပြောမလဲစိတ်ထဲအောင်တနာနဲ့အခုကိုမောင်လေးဆိုလည်းအဲ့လိုပဲလေဒီဒီထဲမှာလည်းသူ6လောက်ကြီးကောင်းတာမဟုတ်ဘူးဟဲ့မောင်လေးကဒါလေးပဲသူ့မှာစိုးစရာရှိရစိုးပါစီဆိုပြီးတော့အဲ့လိုတဘောပေါ့ရွာမှာလို့ထိုင်စားလို့တော့မရဘူးပေါ့ရှင်ပြရဲ့အလုံးလေးပါလေးတော့လောက်ရတာပေါ့ကန်ကန်ကြီးအကျိုးတရားတော့ဟုတ်ဘူးဘုဒ္ဓဘာသာတွေမှာတော့ရှိတယ်ဆိုတော့လေဒါတော့ဟိုမိထားလို့တော့မရပါဘူးဒါပေမဲ့ကိုယ်မှာတော့ပြင်မရှိပဲနဲ့ခံရ ဲ့လိုလေးတော့ဖြစ်သွားတော့ဖြစ်သွားတော့เนาะဒါပေမဲ့လည်းဟိုကိုမောင်လောက်ထားတယ်ကိုရဲ့ရှေ့ဘဝရဲ့တိတ်ကံဘယ်လိုဖြစ်ခဲ့လဲဆိုတာကိုမမသိတာเนาะအဲ့လိုမျိုးလည်းရှိမှာပါလေအဲ့တော့ဒါကားလေးမှဆိုလို့ရှိရင်လည်းဒါဆန်ချတဲ့အချိန်ကြီးကြည့်ရတဲ့ PDF တကယ်မိနေလို့ဒီနေ့ဆန်ချတော့ဒါဘူးမီးကွာချတယ်ပါပဲ အဲအမအိမ်ဆန်ချရတဲ့အချိန်မှာအမြင်နဲ့အဲ့လိုစက်သိမ်းထားအဲ့လိုစိတ်ထဲမှာကိုလိုက်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 ပြီးတော့အမြင်နဲ့အဲ့လိုဖြစ်တာအိမ်ဆန်ချရတဲ့အချိန်မှာအမဟိုကိုက်ရိုက်တော့လာရှူတင်ရိုက်တော့လာအဲ့လိုဖြစ်တယ်စိတ်ထဲမှာ1 day 1 day ဘုံငိုချင်းတို့လို့အရန်ကိုပျော်တို့လို့အဲ့လို လိုက်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 အဲ့လိုမျိုးဖြစ်တယ်ဒီနေ့လည်းဆန်ချရတဲ့အချိန်လည်းအဲ့လိုဖြစ်တယ်ဟုတ်အဲ့အချိန်ကကို့အတွက်တော့ဟိုတန်ဖို့အမြင့်ဆုံးအချိန်ပေါ့နော်အဲ့လိုမျိုးလို့ပြောမှာအဲ့အချိန်ကကို့အတွက်ဟို emotional အဖြစ်ဆုံးအချိန်ပေါ့အဲ့နေရာကကိုကဝင်သွားရဲဆိုတော့လေအဲ့နေရာတိုင်းပြန်ခံစားပြီးတော့ဟိုဝမ်းနေရပေါ့မရှင်လောင်းလာဝဲမရှောင်းနိုင်ဘူးငါသားရောင်းကုန်ပစ္စည်းမဟုတ်ဘူးသူ့ကိုကြည့်ရလဲဟိုပြောလဲအမားတို့ဒီတစ်ဖက်မှာကြည့်လဲဟို မိဟိုဒေါသဒေါသနဲ့ထပ်ဖြေရှင်သူပို့ပြီးတော့စိတ်ဆိုးရုံနဲ့ရှိတယ်အဲ့လိုသဘောမျိုးနဲ့လည်းသူ့မှာလည်းဒီအမျက်စံမှာလည်းကင်တွယ်လို့ထင်ပါတယ်ဘာမှထင်တာမဟုတ်ဘူးဒါပေမဲ့မေတ္တာသူ့ကိုချော့မှာသူကလည်းလျှော့ပြီးမှသူကလည်းပြော့သွားမယ်သဘောရှိတယ်အမေကြောင့်ကြားလိုက်စချော့ကြိုက်တယ်အချစ်ကြီးရတယ်ပြောရမယ်ဒီကမ်းမှာလည်းဆန်ချစ်လို့ရှိနေတယ်။သူအချစ်ကြီးရပေါ့။နော်အချစ်ကြီးလို့လည်းအပြည့်ကြီးရအောင်။သူလည်းပြောရတယ်ချစ်လည်းကြီးရ။အငဲ့လည်းရမ်းကြီး။အမားတို့အမှုပညာရှင်ဆိုတာကြတော့ ပြိဿကိုဖျော့ပြရပါမယ်နော်အဲကိုဖျော့ပြလိုက်တဲ့ဟာသူတို့အတွက်ရာသားတစ်ခုခုခံစားရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမှုပညာကိုလက်ခံတယ်ကိုယ့်အမှုပညာမြောက်တယ်ပေါ့အဲ့လိုမျိုးခံစားရတဲ့အတွက်အဲ့ဒါကတော့အမရပီတီပေါ့အဲ့လိုမျိုးအတန်ကြရင်အမတော့ဝမ်းသာတယ်ပီတီဖြစ်တယ်အရင်လည်းဝမ်းသာပါရှင်းနေတယ်ဒီ character ကအမအသက်ရွယ်နဲ့လည်းတူတူနီးပါးဖြစ်နေတော့လေသူကဟို မောင်လည်းရှိရဲ့နောက်တော့ဒီအသက်40လောက်မှာဟိုအမအမအဲ့ထဲမှာမပါဘောလေဒါပေမဲ့အသက်30နီးပါးလောက်မှာကလေးကိုခက်ခက်ခဲခဲရထားတယ်ကလေးဆိုတော့အပြင်ကပုံစံမျိုးပေါ့ကိုလည်းဒါဟိုကလေးလေးတယောက်သာရှိနေမှာရန်ဟိုမလွယ်တော့ဘူးထိုက်ရအောင်အဲ့အဲ့ဟာအဲ့ပုံမှာပဲစဉ်းစားနောက်တစ်ခါကျတော့ကလေးလေးကိုကြည့်ပြီးတော့ဟို သူ့ကိုလည်းကိုသားလိုပဲတကယ်ခံစားသွားတယ်ချင်းသူ့မျက်နှာလေးကိုမြင်တဲ့အချိန်နဲ့သူ့မျက်နှာလေးကလည်းအဲ့လိုမျိုးလေးဆိုတော့ဟိုကိုသားလိုပဲခံစားလဲအခုချိန်လေးကလေးရလဲအမောင်အမေးလိုပဲခေါ့တွေ့ရင်လည်းတွေ့ရနေမှာအမေးဆိုတော့ပြည်ပြည်လာဒီနေ့မနဲ့လဲအလူမာလဲအဲ့လိုပဲရှိဘူးလဲအဲ့လိုအမေးလိုပဲဆိုတော့ကိုနဲ့သူနေတော့အဲ့လို chemistry မိနေဆိုတော့တော့ပေါ့ပေါ့ဟုတ်အရင်တော့မြန်မာကားနေစကျွန်တော်တို့ကိုကြီးလိုက်တာနဲ့ပြည်သက်တွေပြောကြတယ်ကွာနောက်ဆုံးစက်သိမ်းမှန်းလို့ရပါတယ်ကွာကိုကျွန်တော်တို့ကြီးပြည်သက်မှန်းလို့မရဘူးเนาะ မတူမဲ့လေပြောင်းတစ်ခုဖြစ်သွားတယ်ဟုတ်အဲ့ဒီဘောဇန်ငန်းနဲ့ပတ်သက်ပြီးတော့ကိုဘယ်လိုမြင်မိလဲအဲ့ဒါတော့ကိုကျော်ထွန်းတို့ဒီဆရာလူမင်းရံတို့အပိုင်ဆုံးအကွက်ပေါ့ပြောမလို့အဲ့လို trailer ဆိုလို့ရှင်လဲလူရထင်တာတမျိုးအဲအမတို့ official trailer လေးကြည့်ပြီးတော့ထင်တာတမျိုးဒါပေမဲ့တကယ်ကျတော့ကားရဲ့ကတမျိုးဒါကကျတော့ဟို director ရဲ့ပညာလူဇက်ညွှန်းရဲ့ပညာတွေပေါ့ editing ရဲ့ပညာတွေပေါ့တော့မူတီရပေါ့အဲ့ဒါကြီးရတော့ဟုတ်ကဲ့ဒီနေ့အောင်ဆောင်မလို့ရတာကျတော့ ကောက်ကိုလုံးချက်သွားဘလူးလူးလေးရှိတယ်မာနာလေးပဲပြောပြပါအဲ့ခန်းဆိုလည်းအကုန်လုံးကြည့်ပြီးတော့စိတ်တွေမကောင်းဖြစ်လာဘူးเนาะဟုတ်တယ်အဲ့ဟာအဲ့ခန်းကိုကြိုက်တော့ဟိုဒီကရင်အောင်မှာအမတို့တော့ဟိုဟာဟိုခော့ခုထားမယ်ပေါ့မိတ်ဟာအဲ့လိုမျိုးတိုက်ပြီးငိုရဲချင်ညာလဲဒါပေမဲ့တကယ်ခုထားချင်ညာခော့ဟာဟိုဘက်ရောက်ပြီးခုကတကယ်တိုက်တယ်ကတိဆောင်နဲ့တိုက်အဲ့လိုလေအဲ့ဒါလေးကတော့မှတ်တရတော့ဘာလို့ကိုတကယ်တိုက်လိုက်တဲ့အချိန်ကျတော့ရှေ့ကဖော့ကအရှိနေနေရောက်နေတဲ့အချိန်ဆိုတော့ ကြိုကြိုပြီးတော့ပြောပါတယ်ဟိုကြော်ထွက်လာပြောမိသားအလိုမျိုးလေးသူအရန်အရန်လိုက်လိုက်လဲလဲသူဖြစ်ချင်တာပေါ့အိုက်စင်းမှာပေါ့အလိုမျိုးဆိုတော့ကိုကလည်းဟိုသူကငူတော်လုံးဝလွတ်ပေးထားလွတ်ပေးထားတဲ့အချိန်ကကိုစိတ်ကြိုက်အချိုက်အလိုမျိုးကုံအောင်ထိငူချခိုင်းတာပေါ့ဟုတ်ဒါရိုက်တာအဓိကတော့ဒါရိုက်တာတွေနဲ့ ဟိုဘီနာလူရဲ့ဟို support လုပ်ပေးမှုနောက်ခွာကြစတင်မောဒီ on set ပေါ်ရောက်သွားလို့ရှိရင်ကိုယ့်ရဲ့မှုကလည်း lighting တွေရဲ့အရှိအပြင်းစင်ထားတာတွေကလည်းကိုယ့်ရဲ့မှုကိုပြောင်းလဲစေရမှာရှိပါမယ်။ဒီမြန်မာမှုပေါ့နော်ပြောတဲ့လည်းဖြစ်ပြောတဲ့ဆိုတဲ့ကားလေးကဒီအမားတို့မြန်မာတွေရဲ့တကယ်ကိုဘယ်လိုပြောမလဲ။ လူဖြစ်ချင်ကြရယ်ရှင်လောင်းဆိုတဲ့ဟာရှင်ဒီရှင်ပြုတ်တယ်ဆိုတာမြန်မာတွေရဲ့အိမ်မက်ပဲပေါ့ပြောရမယ်ဆိုလို့ရှင်မိဘတွေအိမ်မက်ပဲဆိုတော့ဒါလေးကဒီဟာနဲ့ပတ်သက်ပြီးရိုက်ထားတဲ့ကားလေးဆိုတော့လာပြီးတော့ကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ဟောနောက်တစ်ခုကကျတော့အမလည်းဒီ၅နှစ်တွင်မှာပထမဆုံးပြန်ပြီးတော့ရိုက်တဲ့ကားလေးဆိုတော့ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လာပြီးအားပေးဖို့ပါလို့ပြောချင်ပါရှင်ကျေးဇူးပါကျေးဇူးပါ